ီစတင်မှာလတဲ့မှာပဲကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲเนาะကရင်လက်နက်ကိုင်ဖွဲ့စည်းအသီးသီးကနေပြီးတော့စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲကိုသွားပြီးတော့ထောက်ခံတယ်ဆိုတာသူတို့တရားဝင်ကြေညာလိုက်တယ်ဗျအဲ့ဒါနိုင်ငံရေးအရာဖြစ်တယ်နိုင်ငံရေးအရာဖြစ်တဲ့ခါကျတော့ဒီနိုင်ငံရေးလှုပ်ဆောင်မှုတွေအားလုံးရဲ့နောက်ဆက်တွဲစစ်ရေးဆိုတာစစ်ရေးဆိုတာနိုင်ငံရေးနောက်ဆက်တွဲပဲလေအဲကြောင့်စစ်ရေးမှာလှုပ်လှုပ်လိုက်ပါလာတဲ့ဟာတွေသူတို့ဘာလုပ်လဲကျွန်တော်တို့ပြောစရာမလိုတော့ဘူးကျွန်တော်တို့ကြည့်တာသူတို့ရဲ့နိုင်ငံရေးရည်ရည်ချက်က ။နော်စစ်ကောင်စစ်တပ်အတူတူရပ်တည်ပြီးဆိုတော့ဒါကျွန်တော်တို့ဘာမှပြောစရာမရှိတော့ဘူး။အဲအဲ့ဒါကိုလို့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းပဲကျွန်တော်တို့လောက်ရမယ့်ဟာကန်ဆက်ရှင်ပျောက်ပြားတဲ့နိုင်ငံပြပါကျွန်တော်တို့မူဝါဒအရချထားတဲ့အပေါ်မှာကျွန်တော်တို့ဒီလိုပဲဆက်လုပ်သွားမယ်။ဘယ်လောက်ထိလုံနိုင်မလဲဆိုတာကျွန်တော်တို့မြေပြင်မှာပဲစကားပြောသွားမယ်။ ကျွန်တော်တို့ဒီသူသဖြင့်အာရှလန်ကိုကျွန်တော်တို့ပြန်ပြီးတော့ထင်းရင်တဲ့အပိုင်းမှာ2023ဒီဇင်ဘာလတည့်ရက်နေ့ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုတော့တင့်ကျော်သွားတယ်။ဒါပေမဲ့အောင်စရာစစ်စင်ရေးပြန်ပြီးတော့ဆင်နွှဲတဲ့အခါမှာကျွန်တော်တို့2024 April 9ရက်လား10ရက်လားအဲ့မှာစတဲ့ပွဲပေါ့နော်။အဲ့ရစရည်တွေ့လိုက်ပြီဆိုကျွန်တော်တို့လက်လွှဲရတဲ့အနေထားတစ်ခုရောက်လာတဲ့အခါမှာရက်ပေါင်း900ကျော် ငါရကျော်ဆိုတော့ကျွန်တော်တို့သမိုင်းတစ်လျှောက်လုံးမှာဒီလောက်မျိုးဒီလိုဟာမျိုးကကျွန်တော်တို့ပါနဲ့သွားတဲ့နေဒါဖန်စစ်တေတခုနဲ့သွားပြီးတော့တူသွားပြီ။ဘာဖြစ်လဲဆိုတော့အဲ့ဒီနေရာပဲရှိနေပြီးတော့ကျွန်တော်တို့ခံချနေရတာဟိုဗျ။အော်ရွှေ့တာတော့ရွှေ့မယ်လေဗျာ။ဒါပေမဲ့သူ့သူ့ရဲ့သဘောသဘောကခန်စစ်တေတခုလိုဖြစ်သွားတဲ့သဘောလိုကျွန်တော်တို့မြင်ရတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ခန်စစ်တေသမိုင်းမှာတော့အထင်ရှားဆုံးကကျွန်တော်တို့တော်လိုင်းစခဲ့တဲ့ထောက်ပွဲ49 insight တိုက်ပွဲက ဒီ insight မှာခံချတာ131ရက်လေဒါသမိုင်းဝင်တယ်အရှင်ကြာဆုံးတိုက်ပွဲက131ရက်ကြီးကဘယ်နေရာမှာမရှိဘူးအဲ့လိုရှင်ကြာတဲ့ဟာကိုကျွန်တော်တို့ကသင်ခန်းစာယူပြီးအဲ့ပုံမှာတော့ခင်ဗျားတို့ဒီလိုအင်အားတော့အစိုးရတပ်တစ်ခုသူတို့ဖြင့်လက်ရှိအာဏာယူထားတဲ့လူတွေရဲ့စစ်အာဏာရှင်ဘက်ကယူထားတဲ့အနေထားနဲ့သူတို့ရဲ့ရနိုင်တဲ့တို့အထောက်အပူတော့နိုင်ငံတကာမှာရှိသမျှအကုန်ကြီးရယူပြီးတော့အင်ဂျင်ချင်းနိုင်ငံတွေအပါအဝင်တခါတည်းသူ့မှာနိုင်ငံမှာရှိတဲ့အရင်းမြစ်အားလုံးပုံပေါ်ပြီးတော့သုံးတဲ့အခါကျွန်တော်တို့ကဘယ်လိုမှကွာရှိမှာမပြောင်းအဲဒါကြောင့်မလို့ကျွန်တော်တို့ လောဘမဲ့ဟာကတော့ consistion ပျောက်ပြားတဲ့ငကန်းဖြူပါအတင်းတော်ဆုံးဖြစ်တယ်။နောက်အဲ့ဒီကြောင့်မို့ဒါအဓိကအချက်ဖြစ်တယ်။နောက်တစ်ချက်ကပို့ပြီးတော့ရေးကြည့်တာကတော့ကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တို့ဒီကရင်လက်နက်ကင်ဖွဲ့ဟိုညီညွတ်ရေးမှာကျွန်တော်စူးစမ်းလာခဲ့တာကလည်းကော်မတီဖွဲ့ပြီးတော့လှုပ်ဆောင်လာတဲ့အခါမှာဒါပေမဲ့လို့ဒီအကန့်အကြောင်းမလှသွားပဲဒီ စက်တင်ဘာလထဲမှာပဲကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲเนาะကရင်လက်နက်ကိုင်ဖွဲ့စည်းအသီးသီးကနေပြီးတော့စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲကိုသွားပြီးတော့ထောက်ခံတယ်ဆိုတာသူတို့တရားဝင်ကြေညာလိုက်တယ်ဗျအဲ့ဒါနိုင်ငံရေးအရာဖြစ်တယ်နိုင်ငံရေးအရာဖြစ်တဲ့ခါကျတော့ဒီနိုင်ငံရေးလောက်ဆောင်မှုတွေအားလုံးရဲ့နောက်ဆက်တွဲစစ်ရေးဆိုတာစစ်ရေးဆိုတာနိုင်ငံရေးနောက်ဆက်တွဲပဲလေအဲ့ကြောင့်စစ်ရေးမှာလောက်လောက်လိုက်ပါလာတဲ့ဟာတွေသူတို့ဘာလုပ်လဲကျွန်တော်ပြောစရာမလိုတော့ဘူးကျွန်တော်တို့ကြည့်တာသူတို့ရဲ့နိုင်ငံရေးရည်ရည်ချက်က နော်စစ်ကောင်စစ်တပ်အတူတူရပ်တည်ပြီးဆိုရင်တော့ဒါကျွန်တော်တို့ဘာမှပြောစရာမရှိတော့ဘူးအဲအဲ့ဒါကိုမလို့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းပဲကျွန်တော်တို့လောက်ရမယ့်ဟာ concession ပျောက်ပျောက်တဲ့ငန်းဖြူပါကျွန်တော်တို့မူဝါဒရချထားတဲ့အပေါ်မှာကျွန်တော်တို့ဒီလိုပဲဆက်လုပ်သွားမယ်ဘလောက်ထိလုံနိုင်မလဲဆိုတာကျွန်တော်တို့မြေပြင်မှာပဲစကားပြောသွားမယ်အဲ့ဒါကြောင့်မလို့ခုကလက်ရှိကတော့ကျွန်တော်တို့ပြောလို့လည်းအများကြီးစောပါသေးတယ်ဒီနေရာဒီတတ်တဝိုက်ကလက်လို့ဆုံးချရတယ်ပဲတဲဆိုပေမဲ့ကျွန်တော်တို့ရဟိုသူသူဖြစ်ဒီဒီနေဆတကြောမှာကီလိုမီတာပေါင်း1000ကျော်ရှိတဲ့နေရာကိုကျွန်တော်တို့စုံမထားတဲ့အနေထားမှာရှိတော့ဒီလိုမျိုးပြောက်ဒီတစ်ခုကိုလက်လို့ဆုံးချရတယ်ဆိုပေမဲ့လို့ကျွန်တော်တို့ကတော့အဲ့ဒါကိုတစ်ခုတည်းနဲ့ကျွန်တော်တို့တွေ့ပြီးနေဘူးတော့မလို့ဘူး ဒါပေမဲ့လို့အဲ့လိုပြောခြင်းအဖြစ်ဒီနေရာတစ်ခုကိုလုံးဝအပြည့်အစုံစုံပါတယ်ဆိုတော့အတိတ်ပဲမသိရဘူးတနည်းတော့အချိန်ခါမှာကျွန်တော်တို့ပိုင်ဆိုင်တဲ့ဟာတစ်ခုကကျွန်တော်တို့လက်ထဲပြန်ရောက်မယ်ဆိုတော့ကျွန်တော်လေးနဲ့ယုံကြည်တယ်ဒါပေမဲ့အချိန်ကာလတစ်ခုအပြည့်အားဖြင့်ပါလေကျွန်တော်တို့ဒီလိုမျိုးဟောလက်ရှောင်ခဲ့ရတယ်ကျွန်တော်တို့လက်လွတ်ခဲ့ရတယ်ဆိုတဲ့ဆိုပေမဲ့လို့တခြားကြံခဲ့တဲ့နေစဒေသမှာရှိတဲ့ကီလိုမီတာပေါင်း1000ကျော်တဲ့ဟာကိုကျွန်တော်တို့ဆက်ပြီးတော့စီမံကုတ်ကဲသွားအောင်မယ်ဆိုတော့ကျွန်တော်တို့လုပ်ငန်းစဉ်ထဲမှာရှိပါတယ်เนาะအဲ့ဒါကိုလည်းပြောချင်ပါတယ် ော်တို့ဘက်ကပြောရမယ်ဆိုတော့ဒီအနေချင်းနိုင်ငံတွေအမျိုးမျိုးမှာရှိတယ်ပေါ့နော်ကျွန်တော်တို့တိုင်းပြည်မှာတော်လိုင်းဖွဲ့စည်းတွေကလည်းအရှိန်နောက်တောင်မြောက်အားဖြင့်တော့ပုံစံမျိုးမျိုးနဲ့သူတို့ရပ်တည်ရုန်းကန်နေရတာရှိတယ်အနောက်ဘက်မှာရှိတဲ့အဖွဲ့ကလည်းအနောက်ဘက်လျှောက်ပေါ့နော်မြောက်ဘက်မှာရှိတဲ့အဖွဲ့လည်းမြောက်ပိုင်းလျှောက်ပေါ့နော်အရှိန်ဘက်မှာရှိတဲ့အဖွဲ့လည်းအရှိန်ဘက်လျှောက်ကျွန်တော်တို့အရှိန်တောင်ဘက်မှာရှိတဲ့အဖွဲ့လည်းအရှိန်တောင်ဘက်လျှောက်ကိုနီကိုဟန်နဲ့ကိုရပိုင်နိုင်ရာကျွမ်းကျင်ရာဘာသာရနေမဲ့ကျွန်တော်တို့ကျင်လည်လှောက်ရှားနေရတဲ့အခါမှာကျွန်တော်သင်ချာတာပြောတာတခုကတော့ကျွန်တော်တို့ဒီအနီးစားကျွန်တော်တို့နဲ့အနီးဆုံးရှိတဲ့ ဟိုဒီအနည်းချင်းကတော့ကျွန်တော်တို့ဥမြောက်ပိုင်းမှာရှိတဲ့အနည်းချင်းနဲ့မတူဘူးဆိုတော့သိကြတယ်အဲ့ဒီအပိုင်းမှာတန်းချီချက်ရကျွန်တော်ပြောချင်ပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ်30ကကျွန်တော်တို့မန္တလေးကြဆုံးခဲ့တဲ့အချိန်နေမှာနော်အဲ့ဒီကလာအပြစ်ခရဆေးရနေဒီသအသီးသီးမှာအပြစ်ခရလုံနေတဲ့ခါမှာကျတော့ကျွန်တော်စစ်ဦးကကျွန်တော်တို့ဘက်ကဦးတည်လာတာနှစ်ပေါင်း10နှစ်နီးပါးလောက်ရှိတယ်။ဖကူက88ပြီးတဲ့နောက်ပိုင်းတည်ချတတိထားမြင်ဆိုဒါပေမဲ့သူတို့ဘလို့မှလုံလို့မရအောင်လုံလို့မရတော့ဆုံးကြတော့ကျွန်တော်တို့ဟိုးစားပါတော့ဒီဒီတော့အဖွဲတွင်းမှာဘာသာရေးပြဿနာနဲ့ဖန်တီးပြီးတော့တခါတကယ်ညစ်ပတ်တဲ့နီးလိုင်းနဲ့လောက်လာတဲ့ခါမှာအဲ့ဒါသူတို့အတွက်အောင်မြင်သွားတဲ့ခါမှာကျွန်တော်တို့အထိဘလောက်အထိဖြစ်သွားလဲဆိုတော့ကျွန်တော်တို့အင်အားသုံးပုံတူပုံပဲကျန်လို့တယ် ။ဒါခေအညွဲအနေထားတော့ဒါဒါမိစာကုံစီခန်းဆိုတဲ့ဒီနိုင်ငံတကာရဲ့ရှုမြင်သုံးသပ်ချက်လေကျွန်တော်တို့ခံနေရတဲ့အနေထားအချိန်ကာလတစ်ခုဖြစ်တယ်။ဒါပေမဲ့အဲ့ဒီချိန်ကာလအချိန်ကာလအနေကြော်လွန်ပြီးတော့ကျွန်တော်တို့မမမရက်တည်ပြီးတော့လှောင်လာတဲ့အခါမှာဒီကနေ့ကာလ2021နောက်ပိုင်းဖြစ်ပေါ်လာတဲ့အချိန်ကလုံးဝမတူတော့ပါဘူး။ကျွန်တော်တို့ရုံးကန်နေရတဲ့အနေထားမှာမှန်တယ်ဆိုပေမဲ့ တော်လည်းရင်ဖြစ်ပေါ်နေတဲ့နေရာဒေသအသီးသီးမှာဘယ်ဘက်မှာအပြစ်ကရစေလောက်တယ်ဆိုတာအမတန်မှာပဲပြင်းထန်လာတဲ့အိန္ဒိယနိုင်ငံဖိအားပေးမှုပေါ့ပဲတော့ဘယ်သူမှလည်းအပြစ်ခါရစေမလုပ်ချင်ဘူးပြရှင်းရှင်းပြောရင်ဒီနေ့ဒီကာလမှာဟိုအနောက်ဘက်ကရှိတဲ့အဖွဲ့တွေရောမြောက်ဘက်မှာရှိတဲ့အဖွဲ့တွေရောရှေ့ဘက်မှာရှိတဲ့အဖွဲ့တွေရောငကိုကလေးကမတိုက်ချင်တဲ့အဖွဲ့ကသူ့အဆူမတိုက်တာပဲဘယ်သူမှဖိအားပေးတာလည်းမဟုတ်ဘူးဒါပေမဲ့လို့တိုက်နေတဲ့အဖွဲ့ကတော့အခုဒီဒီကာလမှာခင်ဗျအပြစ်ခါရစေလောက်ပါဆိုတော့သွားသွားခိုင်းရင်ဘယ်သူမှလုံးမှာမဟုတ်ဒီချိန်ဒီကာလပါအဲ့ဒါမလို့ကျွန်တော်တို့ယုံကြည်တာက မန္တပလော့ကာလတစ်ခုကိုကျွန်တော်တို့ကြော်လာနေတဲ့အနေအထားနဲ့ခုကာလမှာကျွန်တော်ရင်ဆိုင်နေရတဲ့အနေအထားကျွန်တော်တို့စစ်ရေးရတော့လူးတာလိုက်တာနဲ့ကျွန်တော်တို့သွားနေရတဲ့ဆိုပေမဲ့လို့ကျွန်တော်တို့အနေအထားကတော့ကျွန်တော်တို့ရှေ့ဆက်ပြီးအများကြီးအများကြီးလှမ်းနိုင်တဲ့အနေအထားမျိုးဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ညီကိုတော်လိုင်းရေးဖွဲ့စည်းတွေဟာဟောညာဘက်မှာလဲတော်လိုင်းမဖြစ်ဘူးတဲ့နေရာဒီသတ်မှာအင်ဂျင်ဘောင်းဖိနေချီပြီးတော့မီးရှို့ဖျက်ဆီးပြီးတော့တော်လိုင်းတစ်ခုဖြစ်ပေါ်လာတယ်ဆိုတာတော်တန်ဖြစ်လာဖို့မလွယ်ဘူးအဲ့ဒီအနေအထားရောက်လာမှပဲဖြစ်ပေါ်လာတဲ့တော်လိုင်းတစ်ခုကအခုက ဘာဖြစ်ဖြစ်ငါလာ6လာတွင်အပြပြီးတော့ချမယ်ဆိုပြန်ဒီဟာရီယာကဘုက၄ငါးနှစ်ဝင်လာတဲ့အခါမှာအချင်းနေရီကတစ်ခုပြီးတစ်ခုပြောင်းလဲလာတဲ့အပေါ်မှာကျွန်တော်တို့မြင်တာကတော့ကျွန်တော်တို့သုံးသပ်မိတာကတော့ဒါဟဘလို့မှပြုတ်ွဲလို့မရတော့ဘူးဘာဖြစ်ဖြစ်ကျွန်တော်တို့ဆက်ပြီးတော့ဒီသူတို့ဖြစ်ညီညွတ်လမ်းကြောင်းတွေကျွန်တော်ပို့ပြီးတော့အာယုံစူးစိုက်မှုလောက်နေရမယ်အနေထားတစ်ခုရှိတယ်ကျွန်တော်တို့တိဆောက်မဲ့ ခက်ခဲတိဆောင်မဲ့ပြည်တော်စုတစ်ခုပါမှာအလုံးမပါလာနိုင်တိတဲ့အောင်ဟိုတကယ်အရေးပါကြတယ်ကျွန်တော်တို့တော်လိုင်းအဖွဲ့စည်းတွေကအနောက်ဖက်အဖွဲ့ကရောဟိုမြောက်ပိုင်းအဖွဲ့တွေရောအရှေ့ဘက်အဖွဲ့ရောတဖြည်းဖြည်းပါလာတဲ့ခါမှာအခုသူတို့လောက်ဆောင်နေတဲ့စစ်တပ်ပြန်ထိုးစစ်တွေကကျွန်တော်တို့နေနဲ့တော့ဒီလောက်ထိရောက်မှုမှရှိမှာမဟုတ်ဘူးကျွန်တော်မြင်တာကတော့အဲ့ဒါဥရောပရနဲ့အခုဒီ အထူးသဖြင့်ဒီရွက်ကောက်ပွဲလုပ်နိုင်ပွဲလုပ်နိုင်ဖို့အတွက်အိန္ဒိယဆဲပြီးတော့တိုက်ခဆဲပြီးတော့လုပ်နေတဲ့အပိုင်းပဲရှိတယ်ဒါပေမဲ့ဒါရေတိုအဖြစ်အခိုက်အတန့်ဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့သူတို့ဒီလိုမျိုးလှုပ်တဲ့ပုံစံမျိုးနဲ့ဒီလိုမျိုးတတ်သားစုစောင်းတဲ့ပုံစံမျိုးနဲ့လေဒီလိုမျိုးလှုပ်သွားတဲ့ဟာရေရှိမှာဘလို့မှသူတို့အတွက်ကောင်းကျိုးမယူဆောင်ပါနဲ့ဘလို့ယုံကြည် ကျွန်တော်တို့ရဲ့တွန်လိုင်းဖြတ်သုံးမှုရဒီအကွဲပြက်တွေကပထမဆုံးချိန်လည်းမဟုတ်ဘူး94ရာစတိခဲ့တဲ့ TKP ရဲ့အကွဲဒါပထမဆုံးချိန်မဟုတ်ဘူးကျွန်တော်တို့63ခုနှစ်မှာ KRC ဆိုပြီးတော့ကျွန်တော်တို့ဘူချုပ်နေဝင်းနဲ့တွန်လိုင်းကောင်စီနဲ့သွားပြီးတော့ဒီပစ်ခတ်ဆဲလုပ်တဲ့အခွက်တွေရှိခဲ့မှုတဲ့အရင်တုန်းကတော့တတ်မှ9ဆိုတဲ့အဲ့ဒီတထုံခရံပဲမှာပေါ့နော်အော်ဘူမျိုးလင်းထင်တော့အခွက်တွေပေါ့နော်အဲ့ဒီရာစပြီးတော့လောက်လိုက်တဲ့ဟာ တစ်စစ်မြစ်တစ်စင်အဲ့ဒီအဖွဲ့ကပြိုကွဲသွားတယ်ဆိုပေမဲ့ကျန်တဲ့အဖွဲ့တွေအများကြီးထပ်ကွဲသေးတယ်ဗျာ KNLC တို့ဟိုတခြား KNUP တို့ဘာတို့ဟိုအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီကာလာတုန်းကရှိကွဲထွက်ကွဲတဲ့အဖွဲ့တွေကအကုန်လုံးကတကက်မူဝါဒခိုင်မာရှိတဲ့အဖွဲ့တွေလက်ဝဲရင်းမယ်ဆိုတော့တကက်ရင်းတဲ့အဖွဲ့တွေလက်ရဆိုလက်ရဟိုတေရှာရင်းတဲ့အဖွဲ့တွေ ဒါပေမဲ့နောက်ဆုံးကြတော့အဲ့လိုဘူဝရခိုင်မှာရှိတဲ့အဖွဲ့တွေက694ရောက်လာတဲ့ခါမှာသူတို့အားလုံးထိုင်ပြီးတော့သူတို့ရဲ့ပါတီဘူဝရအစွဲတွေအကုန်လုံးဖျောက်ချပြီးတော့မျိုးသားရဲခန့်ကိုတည်ချာစဉ်းစားလိုက်တဲ့ခါမှာကျွန်တော်တို့ကပေါင်းစည်းမျိုးရေးဆိုပြီးတော့ KNU တစ်ခွဲ့တည်းပြန်ဖြစ်သွားတာ695အဲ့ဒါဒီ၉ချိန်မြောက်ကျွန်တော်တို့ကွန်ကရစ်မှာဟောလို့ဒါကျွန်တော်တို့ရလအသီးမွေးတစ်ခုရလာခဲ့ဒါပေမဲ့694မှာဖြစ်ပေါ်လာတဲ့အကွဲပြေတာဒါ စစ်ကောင်စီရဲ့ထိုးနှက်မှုကြောင့်ဘာသာရေးတပ်ရှိဖြိုခွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့အဖွဲ့အစည်းတွေဟာနောက်ပိုင်းမှာကြာတော့ဒီအဖွဲ့တွေဟာကျွန်တော်တို့ပါပွားမြင်ရဆိုတော့မူဝါဒကြဘာမူဝါဒမှမရှိဘဲနဲ့ဟိုဒီအသက်ရှင်ရပ်တည်ရေးအတွက်ပဲသူတို့လှုပ်ဆောင်လာတဲ့အပိုင်းတွေဟာဘာပဲရရသူတို့လုပ်မယ်ဆိုတဲ့အနေအထားမျိုးနဲ့လုံလာတဲ့ခါကြာတော့မတူပွဲရတဲ့အနေအထားကျွန်တော်တို့ဟုတ်ထောက်ပွဲ63ပွဲကတဲ့ကရင်ဖွဲ့တွေနဲ့မတူတော့ဘူးဆိုတာအဲ့ဒါသွားတွေ့ရတယ်ဆိုတော့အဲ့ဒီအပိုင်းမှာတော့ကျွန်တော်တို့ဆက်လုပ်စရာတော့ရှိပါတယ်ဒါပေမဲ့အဲ့ဒီအခန်းကရောအချိန်မတန်သေးတော့ကျွန်တော်တို့လည်းတိတ်တော့မပြောလို့တော့ဘူး အော်အလုံးလာတိပြီးတဲ့အတိုင်းနိုင်ငံရေးခံကြဘာမှမရှိတဲ့အဖွဲ့တွေဟာဒီလိုပဲသွားမယ်ဆိုတာကျွန်တော်တို့ဘာမှအဆန်းတော့မဟုတ်ပါဘူးနော်အဲ့ဒါတော့ကျွန်တော်ယတိပတ်မပြောချင်ပါဘူးဒါပေမဲ့ကျွန်တော်ကစောတော့ပြောသလိုပေါ့ အဖွဲ့အစည်းတစ်ခုရပ်တည်ပြီဆိုရင်အဲ့ဒီအဖွဲ့အစည်းမူဝါဒခိုင်မာကိုရှိရဘာလို့မဲ့ဆိုတော့ကိုယ့်ရဲ့လမ်းစဉ်တွေရှိရမယ်ကိုယ့်ရဲ့ရည်မှန်းချက်တွေအဲ့အဲ့ဒါတွေဘာမှမရှိဘဲနဲ့ဆိုတော့ဒီလိုပဲသွားမှဆိုတော့ကျွန်တော်တို့မြင်နေရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘာလုပ်သင့်လဲဆိုတော့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့ဆက်လုပ်သွားမှာပဲဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်ဘာလုပ်ရမယ်ဘယ်လိုလုပ်ရမယ်ဆိုတော့ကျွန်တော်ပြောပြရလဲမလို့ပါဘူး အထူးသဖြင့်ကျွန်တော်တို့ကတော့အားပေးချင်တာပေါ့လေဒီသူတူတူအားလုံးနဲ့ကျွန်တော်တို့ပေါ်ကိုင်းပဲတော်လိုင်းဖွဲ့စည်းအားလုံးပေါ့နော်ဒါကျွန်တော်တို့တော်လိုင်းဖွဲ့စည်းတွေကတစ်ဖက်ချင်းတစ်ဖက်ချင်းကတူညီတဲ့အနေထားမှာမရှိတဲ့အခါမှာကျွန်တော်တို့ရုပ်ပံလုပ်ရှားတဲ့အနေထားတွေကမတူညီကြပါဘူးဒါပေမဲ့ကျွန်တော်တို့ဂျီမန်းချက်ဥတီချက်ရတော့ဆရာနာရှင်စနစ်ပြုတ်ကြရေးပဲကျွန်တော်တို့တိုင်းပြည်ကိုတစ်လျှောက်လုံးကြံ့တနာရှာကျွန်တော်တိုင်းပြည်ကိုတစ်လျှောက်လုံးတောက်ခပေးပြီးတော့ဒီတိုင်းပြည်ကကြိုးဝါချမ်းသာတဲ့အဆင့်ကနောက်ဆုံးဖေဖော်ဘီလပြည်ပြီးတော့နောက်ဆုံးပါရက်စရာမရှိအောင်ဖြစ်သွားတဲ့အဆင့်ကဒါတရခံကဒါဆရာနာရှင်စနစ်ပဲဗျာ ဘာလို့လဲဆိုတော့ဒီတိုင်းပြည်လွန်လိုက်ရပြီးစခါမှာကျွန်တော်တို့ဟိုငွေတန်ဘိုးက6ဒေါ်လာ6ကျောင်းနှုန်းကနေပြီးတော့အခုက1ဒေါ်လာပဲနဲ့ကျောင်းနှုန်းရောက်သွားဆိုတော့ဘက်က89ခုနှစ်မှာကျွန်တော်တို့ကျွယ်ချမ်းသာတဲ့အရှိတအဝါစားဒေသမှာတကယ်တမ်းအထင်ကြီးရှိတဲ့နေရာတစ်ခုကနေပြီးတော့နောက်ဆုံးကျတော့ LGC အဆင့်ရောက်သွားဆိုတော့ဘသူရဲ့လက်ချက်ဒါတွေကအရှင်းရှင်းလေးပဲ